နကမောက်တီးကိုရေထဲထည့်ချေလိုက်ရင်ကြောင်ပဝါမာရောင်နဲ့တစ်တီးပေါ်ပါပလဲလုံးလေးတွေကိုလှုပ်လို့ရပါတယ်။တခုခုတလှုပ်စားလို့ရပြီးရောခလေးတွေကတန်းစီဆောင်ရမယ်ဆိုရင်တော့ဝယ်စားကြမှာဖြစ်ပါတယ်။အိုးရဲရေ600မီလီထည့်ပြီးရင်တော့နကမောက်တီထည့်ပြီးလက်နဲ့ကြေမောင်းအောင်ခြေပီးလိုက်ပါမယ်။မိပြပြင်းနဲ့စူအောင်တည့်ပြီးတဲ့နောက်မှာတော့အဖက်တွေကိုစစ်ထုတ်ပြီးတကြား30ဂရမ်နဲ့ဂျယ်လီမုတ်50ဂရမ်ထည့်ပြီးရင်တော့ပျော်ဝင်သွားအောင်လို့မွေပီးလိုက်ပါမယ်။ ုံစံအခွက်တဲ့ကိုကြိုင်းနဲ့တက်တဲ့အတီးတွေထည့်ပြီးရင်တော့ဂျယ်လီရီလေးလောင်းထည့်ပြီးအဖုံးအုပ်ပေးလိုက်ပါမယ်ခဲသွားပြီဆိုရင်တော့ပုံစံခွက်သေးကခွာထုတ်ပြီးပူပါပလဲလုံးလေးအနှဲငယ်ထည့်ပေးလိုက်မယ်ဆိုရင်တော့ရောင်းလို့ရပါပြီဒီလိုလှထားတဲ့နကမောက်သီးဂျယ်လီလုံးကတော်တော်အီအီလေးနဲ့ green ပွင့်ပြီးတော့ချွချိုမွမွေလေးနဲ့အရန်စားလို့ကောင်းလို့လောက်တတ်သွားပြီဆိုရင်တော့လူကြီးမင်းတို့လေးစိုက်ဖွင့်ရောင်းလို့ရပါပြီ တခွာသီးနဲ့ပန်းတက်တော်ဒီကိုအတူတူရောဆက်လိုက်တဲ့အခါမှာအိုးချတာနဲ့နွေရာသီမှာလူကြိုက်များတဲ့မုတ်တမျိုးဖြစ်သွားနိုင်ပါ रे အထူးသဖြင့်နွေရာသီမှာဆိုရင်တော့အားချောက်ပြီးတော့ရေတက်ခံတတ်တာမို့လို့တေချာပေါက်လိုက်လို့စားကြည့်ကြပါနော်တခွာသီးကိုခပပအပြားလေးတွေလီးပြီးရင်တော့ချိတ်ဆက်တဲ့တဲ့ရေတပကံလောက်ထည့်ပြီးအရေဖြစ်အောင်10မိနစ်လောက်ကြိတ်ပေးလိုက်ပါမယ်တခွာသည်ကြေးရီကိုစကားနဲ့စေပြီးရင်အဖက်တွေကိုလွတ်မပြပဲဖဲထားလိုက်ပါမယ်။အိုးရဲတခွာသည်ရီတလီတာထဲပြီးတော့စူလာတဲ့နောက်မှာ သကြားတစုံထည့်လိုက်ပါမယ်။အနောက်ဂျယ်လီမုတ်100ဂရမ်ထည့်ပြီးစူလောင်မှွေရင်တည့်ပြီးလိုက်ပါမယ်။လှီထားတဲ့ပန်းတတော်ဒီတွေကိုထည့်ပြီးဇုံးနဲ့အာလုံးကိုတမောင်းဝင်ပြီးရဲ့နောက်ခွက်ထည်လောင်းထည့်လိုက်ပါမယ်။အေးခံပြီးတဲ့အခါမှာတော့သူ့လူလူခဲသွားပြီဆိုရင်တော့ဓာတ်နဲ့အတုံးလေးတွေလှီပေးလိုက်ပါမယ်။ဒါဆိုရင်တော့တခွားသီးပန်းတတော်ဂျယ်လီလေးကိုရပါပြီ။စားလိုက်တဲ့အခါတုံတုံအီအီလေးနဲ့အေးမြလန်းဆန်းစီလိုလူကြီးမင်းလိုလဲလိုက်လို့စားကြည့်ကြပါနော်။ ကလေးတွေအကြောင်းတက်ရတာပင်ပန်းတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့တပတ်ကို2ချိန်လောက်ဒီလိုအာဟာရနဲ့ပြည့်စုံတဲ့ပစွန်ကျဲဥကျော်လေးလုပ်ကြွေးဖြစ်ပါတယ်။လက်ဆက်မှွေပြန့်ဤဆက်ပြီးတော့အရသာရှိတဲ့အပြင်အာဟာရနဲ့လည်းပြည့်စုံပါတယ်။နောက်ပြီးတော့ချက်နီးကလည်းအရန်လွဲကူပါတယ်။ပကံလုံးနဲ့ကျဲဦးချော်လုံးကိုဖောက်ထည့်ပြီးရင်တော့ကိုရီတစုံဆန့်ပြီးလိုက်ပါမယ်။ဒါကကျဲဦးကိုနူးညံ့ဤဆက်စီတဲ့အဓိကအချက်ဖြစ်ပါတယ်။အရသာအတွက်စားအနေငယ်နဲ့ချက်တော်မိန်နှုတ်ဆင်းမထည့်ပြီးတော့ တမအောင်မွေပြင်းရင်တော့အတင်သုံးဖို့ဖယ်ထားလိုက်ပါမယ်။စီပူလာတဲ့အခါပဇွန်တွေထည့်ပြီးမွေးလောင်ကြော်လိုက်ပါမယ်။အဲနောက်မှာတော့ကျောင်းရည်တွေလောင်းထည့်ပြီးမီအေအေနဲ့ဖြည်းဖြည်းချင်းပဲကြက်အောင်ကြော်ပြလိုက်ပါမယ်။ဒီလိုကြော်ထားတဲ့ပဇွန်ကျောင်းကြော်ကလက်ဆက်တဲ့ပဇွန်ကိုနူးညံ့တဲ့ကျောင်းနဲ့တွဲဖက်ပေးတာလို့ခလေးတွေအရန်ကြိုက်ရုံမကအာဟာရနဲ့လည်းပြည့်စုံတာမို့လို့သမင်းနဲ့တွဲစားမယ်ဆိုရင်လည်းစားလို့မြင်စီမှာဖြစ်ပါတယ်။ မော်လာဦးဖြူကိုဟင်းရီပဲအမြဲချက်မတောင်းနေတော့ကျွန်တော်လုတ်တလို့မျိုးလေးတမျိုးလေးပြောင်းလို့စားကြည့်ပါကြွကြွဆက်ဆက်လေးနဲ့စားလို့ကောင်းပြီးတော့ထမင်းနဲ့လိုက်ပါပါတယ်ဖြူဖြူတော်တော်မော်လာဦးဖြူတလုံးကိုပြင်ဆင်ပြီးဖင်းတဲ့ခေါင်းကိုဖြတ်လိုက်ပါမယ်အဲဒီနောက်မှာတော့အခွန်ခွာပြီးခပ်ပပအပြားလေးတွေလီပေးလိုက်ပါမယ်မော်လာဦးအပြားတွေကိုအမြင်ရအောင်ထက်လီပြီးရင်တော့စားတစုံဖြူပြီးတမအောင်နေပေးလိုက်ပါမယ်မိနစ်30နှစ်ထားလိုက်ပြီးရင်တော့မော်လာအုပ်ဖြူတွေကရေတွေထွက်လာပြီးဆိုရေတက်တဲ့တစ်ချိန်တစ်ချိန်လောက်ဆေးပြီးတော့ မော်လာဦးဖြူတဲ့ကအငန်တန်းနဲ့စူရှာရှာတက်ပြောက်သွားအောင်လုပ်ပြလိုက်ပါမယ်။ရေစင်အောင်စစ်ပြီးရင်တော့လှီထားတဲ့ပန်တီမြင်နဲ့ချက်သွန့်ဖူတွေထဲပြီးကင်ကြီးအနှစ်ကိုတမအောင်ထည့်နေလိုက်ပါမယ်။သူ့ကိုအချိန်နိုင်ဝက်လောက်နှတ်ထားပေးပြီးရင်တော့စားလို့ရပါပြီ။ဒီလိုလှုပ်ထားတဲ့မော်လာဦးဖြူကင်ကြီးကလောက်ရတာအရန်လွယ်ပြီးတော့အပြင်ကဝယ်တာတက်ပိုစားလို့ကောင်းတာမို့လို့ကျိုင်းနေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လေအမြန်လိုက်လို့စားကြည့်လိုက်တော့နော်။ မနက်စာကိုအီကြာကွေးနဲ့ပင်းလို့ပဲမစားနဲ့တော့2မိနစ်လောက်စောထားရုံနဲ့ပူပူနွေနွေခောက်ဆွဲပြုတ်လှုပ်စားလို့ရပါတယ်။လုံနီကအရန်ယိုရှင်းပြီးတော့စားလို့လည်းကောင်းပါတယ်။အိုရဲစီပူလာတဲ့အခါမှာကြဲဥတလုံးဖောက်ထည့်ပြီးတော့ညနေပြင်းနှစ်ဖက်လုံးရှေဝါရောင်တန်းအောင်ကြော်ပြီးပြီးရင်တော့ရင်းနှွေးအတင်တင်ထည့်ပြီးခောက်ဆွဲနှစ်လိပ်ထည့်ပေးလိုက်ပါမယ်။ပကံလုံးလွတ်ထည့်ကိုကျက်တော်မိန်နော်နော်စင်နန်းနန်းပင်ခရင်ရောင်ကော်ပြီးတော့ပစွန်ချောင်းစားနေကြတာမို့ဘဲငက်ပြရဲ့ကျဲနှမ်းစီခောက်ဆွဲပြုတ်ရီနှစ်စုံထည့်ပြီးရင်တော့ပြုတ်ထားတဲ့ခောက်ဆွဲတွေထည့်ပေးလိုက်ပါမယ်။ ကျူးကျော်နေမုံညင်းစိမ်းမှာထည့်ပေးပြီးရင်တော့မနက်စာဖြစ်ဖြစ်ညလည်စာဖြစ်ဖြစ်စားလို့ရတဲ့ခောက်ဆွဲပြုတ်လေးကိုရပါပြီ။ဟင်းရီကမှွေပြန်အရသာရှိပြီးတော့အာဟာရပြည့်ဝစားလို့ကောင်းလို့ချက်တက်သွားပြီဆိုရင်တော့အမြန်လိုက်လို့စားကြည့်လိုက်တော့နော်။